တချင်ရမမမေကိုမိနိုင်ပြီးနောက်ချစ်သူတလေးကိုတွေ့ရှိသွားပြီဖြစ်တဲ့ညထုတ်ကောင်းအားလုံးပဲမင်္ဂလာပါဆယ်လီတိုင်းနူပေးကနေကြိုဆိုလိုက်ပါတယ်တေသေးသူကြာရင်မေးဆိုတဲ့စကားတိုင်းအတိတ်တွေကနေရုံထွက်လာနိုင်ပြီးတော့ချစ်သစ်ကိုတွေ့ရှိသွားသူကတော့ညထုတ်ကောင်းပါနေအေးစေးတဲ့ညထုတ်ကောင်းကစကားရီထဲမှာတော့အိမ်တော်ရေးဖောက်ပြန်တဲ့ဇေယုတ်တွေကိုပြီးပြီးပြင်းတရုပ်ဆောင်နိုင်တဲ့ညထုတ်ကောင်းကတကယ်တော့အနေအေးသူတရားဖြစ်နေပြီးအချစ်ရဲ့တည်နေမထွက်ပေါ်ခဲ့ပါဘူးအခုတော့ညထုတ်ကောင်းကသူ့ရဲ့မွေးနေ့မှာအချစ်သစ်လေးကိုအားလုံးနဲ့မိတ်ဆက်ပေးလိုက်ပါပြီ ရိသတ်တွေကအရင်အံ့ဩနေကြပါတယ်။ညီတို့ကောင်ကသူ့ရဲ့ချစ်သူမေဆုံပါသွားပြီးတဲ့ကတယောက်တည်းနေလာခဲ့တာနှင်းနေငယ်ကြမြင်သွားခဲ့ပါတယ်။ကိုဗစ်ကာလမှာကွလွန်သွားခဲ့ရပြီးတော့စနေကျော်လက်တွေ့ခဲ့တဲ့မမမီဖြစ်ခဲ့သူပါ။မမမီကညီတို့ကောင်ကိုရုပ်ရှင်မင်းသားစောင့်ဖြစ်ခင်ချိန်ကလေးကနောက်ွယ်ကနေပံ့ပိုးပေးခဲ့သူဖြစ်ပြီးစနေကျော်လုံးတော်တော်ဝဝဖေးနေထိုင်ခဲ့ပါတယ်။ညီတို့ကောင်နဲ့ချစ်သူတွေဖြစ်နေတဲ့အကြောင်းယနေ့ရဲ့သူတွေသိပေမဲ့လည်းပရိသတ်တွေမသိအောင်ချိန်ကြကြနေနိုင်ခဲ့ပါတယ်။မမမီကွလွန်သွားတဲ့အချိန်မှသာညီတို့ကောင်မှချစ်သူကဘာလို့လဲဆိုတာအားလုံး ော့တည်သွားခဲ့ကြပါတယ်။ရေတောက်ကောင်ကမမမေကိုတက်ရှိစေမှာမချစ်ပြလိုက်ရတဲ့အတွက်ကွလွန်သွားတဲ့နောက်မှာနောက်ထပ်ရှာနေခဲ့ပါတယ်။မမကွလွန်သွားတဲ့နောက်မှာနေတော်ကြတဲ့အထိညစ်ထုတ်ကောင်ဟာတယောက်တည်းပဲဖြတ်တန်းလာခဲ့သူပါ။မမမေရဲ့နှစ်ပတ်လည်နေ့တိုင်းမှာအလှူတွေပြုလုပ်ပေးခဲ့ပြီးတော့ ဘွားချားသွားခဲ့တဲ့ချစ်သူကညီထုတ်ခံကိုအရင်ချစ်ပြခဲ့တယ်လို့ခူလဲဆိုင်ပေးခဲ့ပါရီနေ့စဉ်နဲ့တိုင်းအလူတွေလုပေးခဲ့တဲ့ညီထုတ်ခံဟာဒီနေ့မှာတော့ချစ်သူတလေးနဲ့ဖြတ်တန်းတော်မှာပါအချိန်တွေလဲကြာလာနေမြောင်ညီထုတ်ခံလေးချစ်သူကိုတွေ့ရှိသွားပြီဖြစ်ပြီးတော့မကြသေးခင်ကမှသူတို့နှစ်ယောက်ရဲ့အိမ်သက်တပွဲလေးကိုကျင်းပခဲ့ပါသေးတယ်ညီထုတ်ခံကသူ့ရဲ့ချစ်သူတလေးကိုအမှုပညာလောကကမိတ်ဆွေတွေနဲ့လေးမိတ်ဆက်ပေးသွားပြီဖြစ်တယ်လို့အချို့ပွဲတွေကိုလည်းတူတူတယောက်လေးရှိပါရီညီထုတ်ခံရဲ့ချစ်သူတလေးကတော့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်တဲ့မက်ရွှေစင်ဝင်းထက်ဖြစ်ပါ Right. ညထုခေါင်တွေမွေးနေ့မှာတင်ဟာကြီးပါရီပတ်စံပန်းစည်းကြီးကိုလက်ဆောင်ပေးခဲ့ပြီးတော့မွေးနေ့ဝေကိုလည်းကျင်းပပေးခဲ့ပါရီသူရဲ့မွေးနေ့ဝေကိုရင်းနှီးတဲ့သူတွေတက်ရောက်ခဲ့ပြီးတော့ညထုခေါင်ကိုလည်းအမြင့်နဲ့ချစ်ပေးသွားမယ့်အကြောင်းမွေးနေ့ဆုတောင်းလေးကိုတင်ပပေးပါသေးတယ်အခြားသောရုပ်ရှင်မင်းသမီးတွေနဲ့ရှင်လို့ရလောက်တဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီးစီးပွားရေးမှာလည်းအောင်မြင်နေပါရီညထုခေါင်ကသူရဲ့ချစ်သူတလေးကိုမွေးနေ့မှာပရိသတ်တွေတည်အောင်ချပြလိုက်ပြီးဖြစ်တာကြောင့်မကြခင်မှာလက်ထက်တော့မှလာလို့တောင်းမှထင်နေရပါပြီမက်ရွှေစီဝိထက်ကညထုခေါင်ကိုဝတ်စားကတေချာကူးဆိုင်ပေးပြီး ဘေးနားကနေရေတကြီးကြီးနဲ့ဖြည့်ဆည်းပေးတဲ့သူဖြစ်ပါ යි မမမေတော့ကခရုမစိုက်ပေးမိတဲ့ညထုတ်ကောင်ကချစ်သူတလေးတွေကိုနောင်တရရတွေမဖြစ်ရလေအောင်ထမင်းကိုတောင်မှကိုယ်တိုင်နဲ့ကျူးတဲ့အထိကျူးစိုက်ပေးနေပါပြီညထုတ်ကောင်ကမမမေကိုတစ္ဆာဖောက်သွားတာမဟုတ်ပေမဲ့လေပရိသတ်တွေကတော့မမမေစားသေးကွဲနေကြပါ යි ညထုတ်ကောင်ကိုအောင်မြင်တဲ့မိသားတယောက်ဖြစ်လာအောင်မမမေကနှင်းများစွာကြအောင်ရှိပေးခဲ့ပေမယ့်အသက်ငယ်ငယ်မှာကွယ်လွန်သွားခဲ့ရပါ යි ညထုတ်ကောင်ကိုလူပြိုကြီးဖြစ်ပေနေသွားမယ်လို့ထင်ခဲ့ပေမယ့်အချစ်တစ်တွေ့သွားတဲ့အတွက်သူတဲ့အတိတ်ကနေရုံထွက်တင်နေပါပြီ ဆိုပြီးတော့နားလေပေးလိုက်ကြပါရစ်ရထုတ်ကောင်းလေးဘဝကိုလက်တွဲပေါ်နေဖြတ်သန်းတင်တာကြောင့်သူ့ရဲ့ရွေးချယ်မှုကိုတော့သူ့ရဲ့ပရိသတ်တွေကလေးစားပေးနိုင်ကြပါရစ်ရထုတ်ကောင်းလေးသူ့ရဲ့ချစ်သူတလေးကတကယ်ရောလိုက်ဖက်ရလားဆိုတာကိုမမပြောခဲ့ပေးပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်